Platform မြန်မာ Channel ကနေပရိသတ်တွေအားလုံးကိုပြန်လို့ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel ကနေပရောပရိသတ်တွေအတွက်ကျမရင်းနဲ့ဘောဇူတာရောက်ဝေးအားကြောင့်ကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့လက်နဲ့စားတာနဲ့ဇွန်းနဲ့စားတာဘေဟာပူကောင်းလေဆိုတာတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ကျမရဲ့တင်ဆက်မှုကိုမစခင်မှာအင်ဆုံးနေတဲ့ကျမရဲ့ YouTube channel ကို like ရ subscribe လုပ်ပြီးနှိပ်ထားပေးကြပါဦးနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကြည့်ထားစရင်တော့ဆက်စပ်လေးကိုစားလိုက်ရအောင် အရှေ့တောင်အာရှနိုင်ငံများအထူးသဖြင့်မြန်မာနိုင်ငံမှာလူများက လက်ဖြင့်စာရောယဉ်ကျေးမှုရှိကြပါတယ်။တပတ်တွေအနောက်တိုင်းနိုင်ငံများကဇွန်နဲ့ခင်းကိုပုံမှုအသုံးပြုကြပြီးတရုတ်၊ဂျပန်၊ကိုရီးယားကဲ့သို့အာရှနိုင်ငံများတွင်သော သူကိုယ်တော်များစွာအသုံးပြုကြပါတယ်။သို့တော်မကြာသေးမီကာလများတွင်လက်ဖြင့်စာရအလေးထားကလဲလာပြီးလူများကဇွန်နဲ့ခင်းကဲ့သို့အထောက်အကူဖြစ်သောပြည်စင်များကိုပုံမှုအသုံးပြုလာကြတယ်။ တင်းနေနဲ့လည်းလက်ဖြက်စားခြင်းနဲ့ဇွန်အုံပြုတ်ခြင်းတို့ထဲမှာပယ်နီလန်ကပုံမကောင်းမွန်တီဟုခြင်းမြင်ပါတယ်။လက်နဲ့စားခြင်းနဲ့ကောင်းကျိုးဆိုကျိုးလက်နဲ့စားတာကပြောရမယ်ဆိုရင်ယဉ်ကျေးမှုတစ်ခုလိုတော့ဖြစ်နေပါပြီ။အခုချေတချို့တော့ပွဲလန်အခမ်းအနားတွေမှာလက်နဲ့စားတဲ့ဒလိထုံစံတွေရှိနေပါသေးတယ်။အာယုဘေဒနဲ့သိပ်ပံလေးလာချက်တွေရပြောရမယ်ဆိုရင်လက်နဲ့စားတာကနံပါတ်1လက်ချောင်းလေးတွေကိုလေ့ကျင့်ခံလုပ်ဖြစ်စေပါတယ်။ အစားစာတွေကိုလက်နဲ့နယ်ဖက်စားတော့တိုင်းဖဲ့တာကလက်ချောင်းတွေကို လေကျင်ခံလုပ်ပြတာဖြစ်စေပါတယ်။ကြွက်သားတွေကိုတန်အောင်လေကျင်နေစေဖြစ်တဲ့ကလေးတွေမှာပိုတည်တာပါတယ်။နမတ်နဲ့အလွန်ကြုံမစားမယောင်ကူညီပေးတယ်။လက်နဲ့စားတာက mindful eating တရီနဲ့စားခြင်းကိုအထောက်အကူဖြစ်စေပါတယ်။အစားစာရဲ့အဖို့ချင်းအပြော့အမာကိုခံစားမိနေတဲ့အတွက်ဖြစ်ဖြစ်ဝါဖြစ်ဖြစ်စားဖြစ်ပါတယ်။ဒါကြောင့်ပိုက်ပြည့်လွယ်စေပါတယ်။ ံပါတ်3အစာကြေလည်စီပါတယ်။ဒါလည်းအပေါ်လိုပါပဲ။အစာစာနဲ့ဒရိုက်တီတွေစားတော့ရတာဖြစ်တဲ့အတွက်ပိုပြီးတိကြားစားမိစေပါတယ်။နောက်ပြီးအစာစာနဲ့လက်နဲ့ထိလိုက်တာနဲ့အုံနောက်ကိုတရင်ပို့ပြီးအစာချေဖို့အသက်ဖြစ်စေတာကြောင့်အစာကြေလည်စီပါတယ်။နံပါတ်4အမျိုးစားနဲ့စီချိုယောဂါဖြစ်နိုင်ခြေနေစေတယ်။လက်နဲ့စားရုံနဲ့စီချိုမဖြစ်တော့တာမဟုတ်ပါဘူး။လက်နဲ့စားတဲ့အခါစားရည်ပမာဏကိုပို့ပြီး ထိန်ထိန်နိုင်တဲ့အတွက်တွေ့တွင်တကြတ်ထိုတက်တာကိုတာမြင့်ရာခနေတစဉ်ကျဲဝိုက်တဲ့ညီနဲ့ကောက်ွယ်ပေးတာပဲဖြစ်ပါတယ်။နံပါတ်5အာယုန်ခန္ဓာဆိုင်ကိုပူကောင်းမွန်စေပါတယ်။လနဲ့စားတဲ့အခါအစာတောက်ရဲ့အပူချိန်အပြော့အမားကိုပိုပြီးထိတွေ့ရတဲ့အတွက်အာယုန်ခန့်နိုင်စွမ်းကိုကောင်းစေပြီးအုန်းနောက်ကိုလှုပ်ဆော်ပြနိုင်ပါတယ်။ကလေးတွေမှာဆိုရင်ဒီအချက်ကပိုသိတာပါပဲ။နံပါတ်6အစာချေစနစ်ကိုကျန်းမာစေတဲ့ လက်နဲ့စားရတဲ့အတွက်လက်ကကောင်းတဲ့ပရိယာတချို့ဦးလန်းချောင်းတဲကိုရောက်ပြီးအချာကြီးစနစ်ကိုကျမစီရလို့ဆိုပါရင်တပမဲ့လည်းအစာမစားခင်လက်ကိုအသေးချာစေဖို့လိုပါတယ်တေချာစီပြီးတာတော့တချို့တော့ကောင်းတဲ့ဘက်တီးရီးယားတွေကလက်မှာကက်ကျန်နေနိုင်ပါသေးတယ်။လက်နဲ့စားတာကကောင်းကျိုးရှိတယ်ဆိုပေမဲ့သတိထားမယ့်အချက်တွေလည်းရှိပါသေးတယ်။လက်ဆိုတာပိုးမွှားရည်အများကြီးရှိတဲ့နေရာဖြစ်တာကြောင့်လက်တေချာမစီပဲစားမရင် ပိုးရီဦးလန်းချောင်းတဲ့ကိုရောက်ပြီးနေမကောင်းဖြစ်တတ်ပါရဲ့။စားပြီးတဲ့အခါလက်ကိုတေချာမစင်ရင်ဟင်းနှံတွေဆွဲနေရကြောင်းအများကြောင့်မဆေးနှောက်ရဖြစ်တတ်ပါတယ်။တချို့ကလက်နဲ့စားတာအားရရဲဆိုပြီးပူစားမိတတ်ပါတယ်။လက်နဲ့စားမယ်ဆိုရင်ဒီချက်တွေကိုစင်ကြင်တင်ပါတယ်။အခုလက်နဲ့စားခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုနားလည်သွားပြီဆိုတော့ဇွန်းနဲ့စားခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြောပြပြသွားပါမယ်။ အခုခေတ်မှာတော့ဇွန်နဲ့စားရတဲ့သူတွေပိုများလာကြပါတယ်။ဖြစ်နိုင်တော့ဇွန်နဲ့စားတာကတိတ်ပြီးအလုံးမရှုပ်တာကြောင့်ဖြစ်နိုင်ပါတယ်။ဇွန်နဲ့စားခြင်းရဲ့အာသာချက်တွေကနံပါတ်၁စားရတဲ့ပမာဏကိုထိန်းချုပ်နိုင်တယ်။ဇွန်တတိနဲ့စားမယ်ဆိုရင်အစာစားချိန်ပိုကြသလိုနည်းနည်းပဲစားဖြစ်တာကြောင့်ကိုယ်လေးချိန်စားတဲ့သူတွေအတွက်အထောက်အကူဖြစ်ပါတယ်။နံပါတ်၂ပိုပြီးတည့်ရတဲ့ ဇွန်နဲ့စာရကားပို့ပြီးတတက်ရရဲ့စာဖြစ်တယ်လို့လူများကြားမှာစာတောက်တဲ့ကားပို့ပြီးအဆင်ပြေစေပါတယ်။နံပါတ်၃တချို့သောစာစာတွေကိုဇွန်နဲ့စာရကားပို့အဆင်ပြေစေပါတယ်။ဟင်းရီပုလွန်နဲ့အစာစာတွေလက်နဲ့ကရင်မမြဲတဲ့အစာစာတွေကြတော့ဇွန်နဲ့စာမှအဆင်ပြေမှာဖြစ်ပါတယ်။သူရဲ့အားနည်းချက်ကတော့နံပါတ်၃အသုံးပြရမယ့်ဇွန်တွေကိုတတန့်ရှင်းရှင်းထားဖို့လိုပါတယ်။လက်နဲ့စာရင်လက်စေးရတယ်လို့ပဲ ဇုံကိုတန်တန်ရှင်ရှင်စေကြောထားကြပါရယ်။လက်မတန့်ရင်ဝမ်ပြန့်ဝမ်လျှော်ဖြစ်နိုင်တယ်လို့ဇုံမတန့်ရင်လည်းယောဂပိုးတွေဝေရောက်နိုင်ပါရယ်။နမနဲ့ဇုံနေကိုမျှဝေပြီးမတုံတာဖို့ကောင်းပါရယ်။ဥပမာဟင်းရီခတ်တဲ့ကောဇုံတချောင်းတဲစိုက်ပြီးအများသုံးနေတဲ့တောက်တာကကြမာရီအရာချင်းမကောင်းပါဘူး။ကလေးနေက ပိုးမတွေတယောက်ကနေတယောက်ကိုကုဆက်သွားနိုင်ပါတယ်။ကိုဇွန်နဲ့ကိုတိချခွဲတော့တင်ပါတယ်။ဇွန်နဲ့စားမယ်ဆိုရင်တော့ဒီချက်တွေကိုသတိထားတင်ပါတယ်။ ဘာနဲ့ပဲဆက်စားကောင်းကျိုးဆိုးကျိုးကိုစီရှိတာကြောင့်ဘာနဲ့ပဲဆက်စားဆိုးကျိုးတွေကိုတရိပ်ချပေးစားတင်ပါတယ်။နောက်ပြီးကလည်းတေးတန့်နဲ့ကိုက်ညီအောင်လည်းစားတင်တာပေါ့။အများဇွန်နဲ့ဇာနှစ်ချိန်မှာကိုကလက်ကြီးနဲ့သွားနိုင်နေလို့လည်းမဖြစ်ပြောင်းလေ။ဒါကြောင့်မိမိကြိုက်နေတဲ့တဲ့ပုံစံနဲ့စားပါ။ဘလိုပဲဆက်စားကိုစားတဲ့ပမာဏနဲ့တန်ရှင်းကိုတရိပ်ချလိုက်ရင် စားသမျှအာဟာရဖြစ်မှာပါ။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့လက်နဲ့စားရတဲ့ဇွန်းနဲ့စားရဘေဟာပူကောင်းလေဆိုတာတင်ဆက်ပေးသွားခဲ့ရပဲဖြစ်ပါတယ်ရှင်ပိတ်တတို့အနေနဲ့လက်နဲ့စားရပဲဖြစ်ဖြစ်ဇွန်းနဲ့စားရဖြစ်ဖြစ်တူနဲ့စားရပဲဖြစ်ဖြစ်တက်တက်ရှင်ရှင်ဖြစ်ဖို့ရအထူးလိုအပ်ပါတယ်ဒါမှတင်စားနေရစားတဲ့မှာပိုးရိပ်မဝေရောက်ပဲနဲ့ဝမ်းရှိုးယောဂါကိုမဖြစ်စေဝရန်ကောက်ွယ်သားစီပေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်လက်နဲ့စားရင်လက်ကိုလည်းတေချာတက်တက်ရှင်ရှင်စီကြောပူလိုအပ်တယ်လို့ ဇွန်နဲ့စားရလေကိုသုံးနေရဲ့ပြက်စည်အသုံးဆောင်ဒီကိုကရွတ်တဆိုင်တက်တက်ရှင်ရှင်ခြောက်ဖို့ရန်အထူးလိုအပ်ပါတယ်။တန်ရှင်ချင်းဟာအဓိကဖြစ်တာကြောင့်တင်းနေနဲ့အထူးကျူဆိုင်ပါလို့အကြံပြုရင်းဒီကနေ့ရဲ့ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ပိတ်တဲ့ရအနေနဲ့ကျမရင်းနဲ့ပတ်သက်ပြီးတော့တည်ချင်တာလေးတွေရှိခဲ့ရင်လည်းအောက်ကကွန်မန့်လေးထဲမှာပါဝင်ပြီးမြန်ခဲလို့ရပါတယ်။ကျေးဇူးအပြင်မှတွေ့လေကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမပြောရှင်တဲ့ဘွားကိုနေ့ရက်စင်တိုင်းအစင်တရာပိုင်ဆိုင်နေကြပါစေရှင်။